မင်္ဂလာပါဒီနေ့ကျွန်တော်ရီချင်လုပ်ချင်တဲ့ဗီဒီယိုဖိုင်ကတော့ဘောမဝက်လီကျော်စိုးဦးအန်ဒီပါတီကိုအပြတ်ဖြတ်မယ်ဆိုတဲ့သတင်းလေးကိုအဲသူပြောထားတဲ့ဗီဒီယိုဖိုင်ကိုရီချင်လုပ်ချင်ပါတယ်ကျွန်တော်တို့တူကြည့်တော့ပါနော်ကိုဆက်ပြီးကြံပြပေးချင်ပါလေဒါကတော့မျိုးမစစ်အန်ဒီပါတီရဲ့စီးစီးအဖွဲ့ဝင်အောင်ကြည်ညွတ်ဘလောက်မရိုင်းလဲဗျအောင်ကြည်ညွတ်အန်ဒီပါတီရဲ့စီးစီးအဖွဲ့ဝင်ဦးအောင်ကြည်ညွတ်ဆိုတာတူအဖေထက်တောင်ချင်းကြည့်အောင်မယ်ဒါပေမဲ့ သူလက်မခံဘူးမလေးစားဘူးအဲ့အတွက်သူပြောနေတဲ့ပုံကိုကြည့်ပါစီးစီဖွဲ့ဝင်ဆိုတာသူ့အတူတည်င်းသမားတို့နာမည်ခံထားတယ်နော်တည်င်းမီဒီယာကျင့်ဝတ်တည်င်းမီဒီယာစီကံဆိုတာရှိပါတယ်မီဒီယာဓမ္မတယောက်ကစကားအတုံးနှုံးဝါစဘလို့ပြောဆိုရတယ်ဆိုတာကျင့်ဝတ်တွေစီကံတွေရှိတယ်လက်ရှိကြော်စိုးပြောနေတဲ့ပုံနဲ့ပြောတဲ့စကားလုံးတွေကြည့်ပါဒါဟာမီဒီယာဓမ္မတယောက်ကစကားလုံးလားပေါက်ပန်း40လမ်းဘေးတရောင်းစား အဆင့်အတန်းနဲ့ပြောနဲ့စကလုံးလားဆိုတာကြည့်သွားပါဒီပါတီရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဝင်နေပါတီရဲ့ကျတော့ခေါင်းကြီးပိုင်းပေါ့ခေါင်းပိုင်းပေါ့ပါတီရဲ့ဒီအဆင့်မြင့်အမြင့်ဆုံးအာဏာပိုင်အဖွဲ့ပေါ့အဲ့ဒီ NLD ပါတီရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့အောင်ကြီးညွတ်လက်ရှိကမြတိုင်းပြည်မှာမြန်မာနိုင်ငံအဝမ်းမှာတိုင်းဖြတ်ပြည်ဖြတ်တွေလုပ်နေတာပြည်ပမှာရှိတဲ့ NLD ရဲ့စီစီပိုင်းတွေရောပြည်တွင်းမှာပြည်လက်ပတ်ပြေးပြီးတော့အကြမ်းဖက်လုပ်တဲ့လူတွေအားလုံးကိုကြည့်လိုက် NLD ပါတီရဲ့စီစီပိုင်းတွေအကြမ်းဖက်ကြည့်မယ်သူပြောတာ ီစီပိုင်းနေပဲအန်ဒီပါတီကခင်ဗျာကျွန်တော်တို့အနာဂတ်မှာတော့မရှိသင့်တော့ဘူးကျွန်တော်တို့ရဲ့ကနုပါကျွန်တော်တို့ရဲ့ဒီဒီကျွန်တော်တို့လူလတ်ပိုင်းမှာပေါ့မင်းအနာဂတ်ကသိကြရတော့လားကျွန်တော်တို့ရဲ့နောက်တဲ့တာသမီးရဲ့ကျော်ဆိုးဦးတာသမီးလက်ထက်မှာ NLD ပါတီကလုံးဝတမိုင်းရတယ်အပြီးချောက်အောင်ကျွန်တော်တို့တာသမီးတွေလက်ထက်မှာဒီ NLD ပါတီမရှင်းတမ်းဘူးတော့ကျွန်တော်လက်ရှိရနေကျွန်တော်ရှင်းပြောက်တယ်အပြည့်ရှင်းမလားမရှင်းလို့တော့မရဘူး ် NLD ပါတီပေါ်လာတိုင်းပေါ်လာတိုင်း NLD ပါတီမြေအောက်ကနေပြီးတော့ဒီကိုပေါ်လာနေနော်တိုင်းပြည်ကခင်ဗျာ10နှစ်ကလည်း15နှစ်လောက်တိုင်းပြည်နောက်ကိုရောက်ရောက်သွားတယ်ကျွန်တော်တို့အနာဂတ်မှာတိုင်းပြည်ကသူ့ရဲ့ဆင်စမ်းမပြတ်ခွင့်ပြုတိုးတက်ဖို့ဆိုရင်တော့ NLD ပါတီဘာမှမရှိဘူး NLD ပါတီနဲ့ပတ်သက်တဲ့တမိုင်းထောက်ထားတယ်ဘာမှမချန်ခဲ့နဲ့ပြတ်ပညာမဲ့အောက်တန်းစားဆိုတာအဲ့ဒါကိုပြောတာနော်သူတို့စိတ်ထဲမှာ NLD ပါတီဆိုတာဒေါအောင်ဆန်းစုကြည် ီ AND party ဝင်နေလို့အဲ့လိုရုပ်ဝိထုတွေကိုတို့အစွဲပြုတ်ထားတာအဲ့တော့ဒီကျော်စိုးဦးဆိုသူ့တူမီဒီယာဓမ္မလို့နာမည်ခံပြီးတော့နိုင်ငံနဲ့ချီတဲ့စကလုံးတွေပြောနေပေမဲ့နိုင်ငံရေးရဲ့တဘောတရားနိုင်ငံရေးတိတ်ပံအခြေခံလေးတောင်နားမလဲတဲ့ကောင်မျိုးเนาะကျွန်တော်နိုင်ငံရေးဓမ္မမဟုတ်ဘူးကျွန်တော်တာမန်ပြည်သူကျွန်တော် AND party ဝင်နေမဟုတ်ဘူးဒါပေမဲ့ပြည်သူတယောက်အနေနဲ့နိုင်ငံရေးတိတ်ပံရဲ့တဘောတရားကိုတော့တိကနိုင်ငံရေးစကားပြောမယ်ဆိုရင်เนาะအဲ့တော့ AND party ဆိုတာဖြစ်ပေါ်နေတာ ရုပ်ဝတ္ထုတွေမဟုတ်ဘူးအဲဒီနေရာမှာအစာတိုက်တဲ့နာမည်ကိုဖက်အဲဒီပုံစံမျိုးစန့်ကျင်ဘက်ပေါ်ပေါ်နေလိမ့်မယ်အဲ့ဒါဒီဘာကြောက်လဲတစ်ဖက်မှာတည်သူနဲ့စန့်ကျင်တဲ့အဖွဲ့အစည်းရှိနေလို့ဒါဟာနိုင်ငံရေးတိုက်ပွဲရဲ့သဘောတရားပဲအဲဒီပါတီနာမည်မင်းတို့ဖျက်ပလိုက်မင်းတို့ပြောသလိုအန်ဒီပါတီဖျက်ပိမ့်မယ်ဖျက်ပိမ့်မယ်အန်ဒီဆိုတဲ့နာမည်လုံးဝမတုံးတော့ဘူး မင်းတို့ထင်တာမင်းတို့ကြံ့ဖို့တယောက်ပဲနိုင်မယ်မင်းတို့ကြံ့ဖို့ကိုပြည်သူထောက်ခံလာမယ်မင်းတို့အဲ့လိုထင်တာလားစောက်ဘောတွေဒီလားစောက်ဘောတွေအဲ့တော့မင်းတို့ရဲ့အနာဂတ်အန်ဒီရဲ့အနာဂတ်ကိုတော့မစိုးရင်နဲ့ငါအန်ဒီပါတီဝင်လည်းမဟုတ်ဘူးနော်ပြည်သူတွေကပြည်သူတယောက်ဒါပေမဲ့ကျော်စိုးဦးမင်းအနာဂတ်အတွက်မင်းပိုင်နိုင်လားမင်းတေချာလားအဲ့ဒါလေးပဲစဉ်းစားပါကိုယ့်အနာဂတ်ကိုကိုပူပါကိုလျှောက်တဲ့လမ်းကြောင့် ကို့အနာဂတ်ကိုကိုပူခိုင်းတာမင်းရှောင်နေတဲ့လမ်းဒီတိုင်းပြည်မှာလူရေတန်း90ကျော်60နီးပါးရှိတဲ့ထဲမှာတန်း40ကျော်ကိုမင်းစန့်ကျင်ပြီးရှောင်နေတဲ့လမ်းအဲ့ဒါလေးကိုတိပါအဲ့ဒီတဘောတရားကိုတိပါနော်အဲ့တော့ RND ပါတီကိုဖျက်သိမ်းမယ် RND ရဲ့အနာဂတ်ကိုဘယ်လိုလုပ်မယ်ဆိုတဲ့အတွေးခေါ်တဲ့ငါအနာဂတ်ကဘယ်လိုဖြစ်နိုင်လဲငါလျှောက်တဲ့လမ်းကမြန်မာနိုင်ငံမှာလူကြီးတန်း90ကျော်မှာတန်း40ကျော်နဲ့စန့်ကျင်တဲ့လမ်းဆိုတာကို တိဖို့လိုတယ်နော်ဘလောက်ပဲမင်းတို့သကလုံးအရာနော်ဒီဟာကိုနားရဲဆွဲအောင်မင်းတို့ရိုက်တွင်းတွင်းမစေအန်ဒီအကျန်းဖက်အပီဒီအကျန်းဖက် CRB အကျန်းဖက် AMG အကျန်းဖက်စသဖြင့်မင်းတို့အကျန်းဖက်ဆိုတဲ့သကလုံးကိုမင်းတို့တတွင်တွင်တုံးမေးပေမဲ့ဒီနေ့ခေတ်ပြည်သူကပိမ့်ပိမ့်နေတဲ့လူတွေမရှိတော့အ ਨੇ ဆုံးတော့ဖုံးလေးတော့ကြီးတက်တယ်အဲ့တော့ဖုံးကြီးတက်တာ ਨੇ ဘာဖြစ်လာမလဲနှစ်ဖက်တည်င်းတက်လာလိမ့်မယ် မင်းပြောသလိုမင်းတို့ဘက်ကလည်းအကြမ်းဖက်အကြမ်းဖက်ဆိုတဲ့စကလုံးနဲ့တစ်ဖက်မှာလည်းရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးလို့ဘယ်ရွာမှာမီးရှို့ရတဲ့ဘယ်ရွာမှာပါလို့ရဆိုတဲ့တည်င်းတွေတက်လာလိမ့်မယ်။နော်အဲ့တော့နှိုင်းရှင်တက်တယ်အတိတရားရှိတယ်။ဘာဖြစ်လို့စာမတက်တဲ့ပြည်သူဖြစ်နေလို့ပြည်သူတလိမ့်ဆန်နဲ့ဆိုင်ရင်တော့တွေးခေါ်စဉ်းစားနိုင်တဲ့အတိတရားလူတိုင်းမှာရှိတယ်။အဲ့တော့မင်းတို့ရဲ့အားနည်းချက်ကဘာလဲတိတယ်။လောကကြီးမှာမင်းတို့စစ်တပ်အတိုင်းဝိုင်းမဲ့အတိတရားရှိတယ်။ ကြံတဲ့ပြည်သူတန်း40ကျော်ကပိတ်မောင်းနေတယ်ငါတို့ဘာပြောပြောဒီကောင်တွေယုံရမယ်ဆိုတော့မင်းတို့ရဲ့အတွေးကမင်းတို့ပြန်တက်နေတာသိလားအဲ့တော့ကိုယ်အနာဂတ်ကိုကိုတေချာလားဆိုတဲ့ဟာလေးကိုတစ်ချက်ကြည့်လိုက်ပါဒါရှင်းဟောတရင်ပြည်စုကိုတင်ပြပါမယ်ဆွန်လာ73ရက်နေ့က NLD ပါတီရဲ့စီးစီးအဖွဲ့ဝင်အောင်ကြည်ညွတ်အောင်ကြည်ညွတ်က NLD ရဲ့ဒီ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 ဘက်ကာလာမှာသူက CR page ကိုဥဆောင်နေပေါ့ဗျာ CR page ဥက္ကဋ္ဌကိုအစားသဖြင့်ပေါ့ဗျာ CR CR page ဥဆောင်နေသူပေါ့အဲ့တော့သူကအဲ့မှာသူကထုတ်ပြန်တာက ဒီလက်ရှိစီရီယံမလုပ်တဲ့သူတွေစီရီယံမလုပ်တဲ့နိုင်ငံဝန်ထမ်းတွေကိုအပြစ်ပေးမဲ့အရေးယူမယ်ပေါ့ဗျာအစားသဖြင့်သူကထုတ်ပြန်လိုက်တယ်ပေါ့အဲ့တော့အဲ့ဒီအခြေအနေကပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကမှာအဖွဲ့ချုပ်အဲ့ဒီအဖွဲ့ကလည်းဒီ NLD ရဲ့မိဖက်တွေပေါ့ဗျာမိဖက်အဲ့ဒီအဖွဲ့ကလည်းဒီရဲ့အောင်ကြီးညွန့်ဦးဆောင်တဲ့အဖွဲ့ရဲ့ဒီထုတ်ပြန်ချက်ကိုသူတို့အနေနဲ့ဒီကန့်ကွက်ထားတာတွေ့ရတယ် ကတ်ကွက်ထားတာတွေ့ရတယ်။အော်အမှကျွန်တော်အတို့ပြောရမယ်ဆိုရင် CRP ရဲ့ယခုဥပဒေတည်တဲ့စံစံတော့အရာနိုင်ငံရေးအရာအကျိုးဆက်အရာမြို့သားများလက်ခံနိုင်ွယ်မရှိတဲ့အတွက်အီဥပဒေကိုကျွန်တော်တို့ဘာကသာဘာကသာများအဖွဲ့ချုပ်ကနေပြင်ပထန်တာကောင်းအောင်ရှုပ်ချလိုက်ပါတယ်တဲ့။အီဥပဒေကြောင့်ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲအကျိုးဆက်များကို CRP ကတာဝန်ခံရမယ်ဖြစ်ပါတယ်တဲ့။အဲ့တော့ဗျာ NLD ကပြောနေတာဗျာလူခွင့်ကိုလေးစားတယ်။လူတွေရဲ့အသက်ကိုလေးစားတယ်ကပြောတာ။ NLD ပါတီကြောင့်ကျွန်တော်တို့တည်ခဲ့ရတဲ့ ပြန်လို့စစ်တက်ကြောက်တက်တာနော်ရေးဆန်ဆန်နှပြတဲ့ပြည်သူကိုပြစ်တက်ကစာပြီးဒီနေ့ချိန်ကြီးစစ်တက်ကြောက်ပေတဲ့လူမရှိဘူးမြန်မာပြည်ဟုတ်တယ်မလားခင်ဗျားတို့ယုံပြီးလိုက်အဲ့ဒီ NLD ပါတီကသူတို့တံပိုးထားတာကလူတွေရဲ့အသက်မဟုတ်ဘူးနော်လက်ရှိ NLD ကအကြမ်းဖက်ထုတ်ချတာမြန်မာပြည်မှာစစ်တက်ကအကောင့်ပါတီကပါတီကသူတို့တံပိုးထားတာသူတို့တာအေးလှုပ်ပေးလိုက်လှုပ်အာနာတွက်လှုပ်လှုပ်ပေးလိုက်ဒီတွက်လှုပ်တာမဟုတ်ဘူးယုံပေးလိုက် NLD ပါတီကခင်ဗျားတိုင်းပြည်ချစ်လို့ပါတီထောင်ခဲ့တာမဟုတ်ဘူးတိုင်းပြည်ချစ်လို့အခုလက်ရှိကအောင်ကြီးညွတ်မယ်ကြီးလိုက် နိုင်ငံဝန်ထမ်းတွေကိုပတ်သက်ပြောလို့လောက်လာတယ်အဲ့ဒီအချိန်ကပတ်သက်ပြီးတော့အန်ဒီအန်ဒီပါတီရဲ့မိဖက်အဖွဲ့အစည်းတွေဖြစ်တဲ့တောက်တူဆရာစာပါများကိုစားပြုကော်မတီအဲ့ဒီကော်မတီကလည်းကန့်ကွက်တာတွေ့ရတယ်ဒါကားတဲ့ဒီအောင်ကြီးညိုရဲ့ထုတ်ပြန်ချက်ကတော်လန်ရေးရဲ့ပုံရလက်စားချီရလက်စားချီကိုဥတည်တဲ့တော်လန်ရေးတရားဖြစ်အဂုံတိတ်ခါမိမိစီပါတယ်စသဖြင့်ပေါ့ဗျာစသဖြင့်အဲ့တော့ဘလောက်ဆိုးလဲဗျာကျွန်တော်တို့ကဒီသတင်းတင်ပြတာက ဒီကောင်းနေအတက်တွေလာကြီးကလူလိုနားမလဲဘူးဗျအောင်ကြီးညိုသေပဲပြေတော့မယ်သေပဲပြေတော့မယ်အဲ့တော့ကျွန်တော်တို့ကရှင်းပါလေဒီ antibody ဘာဒီအကြောက်တာဖြတ်ပလိုက်ကြအကြောက်ဖြောက်ပလိုက်ကိုလက်ပြရအကြောက်ဆုံးအကြောက်ခိုင်းနေတာဖြတ်ပြီးတော့ဖြောက်ပေးလိုက်ရပါတယ်ချင်းချင်းပါလေဒီဘောလာကိုလည်းမတော့ပါနဲ့ဟိုမှာကြက်သေးတော့အကြောက်ကိုလည်းဦးတွေဖြစ်လာတယ်တစ်ဖက်မှာလည်းဒီဒီဥပဒေနဲ့ပတ်သက်လို့ဒါကျွန်တော်ပြောလို့တော့ကျွန်တော် antibody ဝင်နေမဟုတ်ဘူးဒါပေမဲ့ဒီဥပဒေထုတ်ပြန်တဲ့ရည်ရွယ်ချက်ကိုကျွန်တော်အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ ျွန်တော်တော်လိုင်းအလွန်ကာလနဲ့တော်လိုင်းကာလနှစ်ရက်ရှိလိမ့်မယ်အဲ့ဒီနှစ်ရက်မှာအခုလက်ရှိတော်လိုင်းကာလမှာနော်အဲ့ဒီဥပဒေကိုစီရီယံလောက်ထားတဲ့ဒုတိလက်ခံလာမေးကြည့်လိုက်ဘာဖြစ်လို့လဲစီရီယံလောက်ထားတဲ့ဒုတိက나ကြီးနေကြတယ်စီရီယံမလောက်ဘဲနဲ့ဟိုဘက်ဒီဘက်ခွာချက်လုံနေတဲ့ဒုတိကိုဒါတစ်ချက်ဒီဥပဒေထောက်ကတဲ့အဓိကရည်ရွယ်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီတော်လှန်ရေးကာလမှာပြည်သူကိုဒုက္ခပေးမယ် နော်နမ်စီဒီယန်လုတ်ပြီးတော့ဟုတ်တယ်နော်စီဒီယန်မလုတ်ဘူးလက်ရှိစစ်တပ်နဲ့ပေါင်းနေမယ်အပြစ်မဖြစ်သေးဘူးဒါပေမဲ့အဲ့လူကစစ်တပ်နဲ့ပေါင်းနေပြီးရက်ွက်ထဲမှာငါတို့ရက်ွက်ထဲမှာဘဒူကတော့ PD ရဲ့တူအိမ်ရန်တူတားက PD ရဲ့ထဲဝင်နေတယ်တူအမေနဲ့ PD ရဲ့နဲ့အမျက်ဖုံးပြောတယ်ဘဒူကတော့တူမောင် PD ရဲ့ထဲမှာရှိတယ်တူမောင်နဲ့ PD ရဲ့ထဲအမျက်ဖုံးပြောတယ်ဘဒူကတော့စန္နပြဖို့ပြောတယ်ဘဒူကတော့တော်လိုင်းဖက်ချမ်းကအဲ့ဒီတည်င်းလေးကိုအဲ့ဒီနမ်စီဒီယန်တွေကပေးနေတာရှိတယ် အဲ့လိုဘေးနေတဲ့နေရာမှာဝင်ပစ်တယ်ဝင်အေးယူတယ်အဲ့ဒီအချိန်ညဘာတွေထွက်လာလဲဆိုတော့အာပြည်သူကိုဒုက္ခပေးတယ်ဆိုတဲ့အရက်သားပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့တစ်ဖက်ကစွတ်စွဲချက်ထွက်လာတယ်အဲ့ဒါကိုရှောက်လွှဲဖို့အတွက်ဥပဒေကိုကြိုတင်ပြီးတော့ပြတန်းလိုက်တဲ့တဘောပဲနမ်စီရီယန်တိုင်းကိုလိုက်ပြီးအေးယူဖို့ပြောနေတာမဟုတ်လက်ရှိမြန်မာပြည်မှာနမ်စီရီယန်တဘုံကြီးကိုလုံးကိုလုံးမယ်ကိုစည်းဝါကိုရှာမယ်ကိုကကိုကိုတောင်းရင်ကိုလုံးနေမယ် ပြည့်တနာလာမရှာဘူးကျွန်တော်တို့ရဲ့ဇာကဟောက်တော့မဟုတ်ဘူးလားအဲတခုရှိတယ်နမ်းစီစီရန်လုပ်ပြီးစစ်တပ်နဲ့ပေါင်းတယ်ရက်ွက်ထဲတော်လှန်ရေးတရင်တွေကိုပေးတယ်တော်လှန်ရေးနဲ့ပတ်သက်တဲ့တရင်တွေစုံစမ်းတယ်ပြီးရင်တော်လှန်ရေးဘက်ကိုပြစ်မှတ်ထားတိုက်ခိုက်တယ်အဲ့လိုမျိုးတွေလှုပ်လာတဲ့လူအတွက်အဲ့ဒီဥပဒေကတီးတန့်ထုတ်ပြန်လာရှင်းရှင်းလေးတော်လှန်အလွန်ကာလတော်လှန်ပြီးွားတယ်စီစီရန်လုပ်ခဲ့တဲ့လူတွေဘဝတွေခါတီးပြီးတော့ချီးချောက်ပြီးတော့လုပ်ခဲ့ရတယ်နော် တော်လိုင်းအလွန်ကာလမှာအဲ့လူတွေတဲ့တောင်ဝင်ဒီယာဓုပြန်ရမယ်နမ်းလောက်ခဲ့တဲ့လူတွေတဲ့ယာဓုပြန်လို့တရားလာတရားလာအဲ့ဒီချိန်ကျရင်ခွနစ်ကပြောသလိုပြန်လဲအရေးယူတဲ့အစီအစဉ်မှာအခုနမ်းစီဒီယန်တွေကိုအရေးယူတဲ့ဥပဒေကတက်ရောက်လိမ့်မယ်အဲ့တော့ခင်ဗျားတို့နမ်းစီဒီယန်တွေအနေနဲ့ဘာမှကြောက်စရာမလိုကိုယ့်ဘက်ကမှန်ရင်ခင်ဗျားတို့စီဒီယန်မလုံနိုင်ယုံနဲ့ဘယ်သူမှတရားမစိုးဘူးဘယ်သူမှအရေးမယူစိတ်ချအလောက်နော် ကျော်စိုးဦးတို့လိုပေါက်ပန်း40ဗယံမလားကျွန်တော်ပြောတာမဟုတ်ဘူး CDN မလုံယုံနဲ့ CDN လုံဖို့တိုက်တွန်းကြတယ်ဒါပေမဲ့ဒီကာလဟာ CDN ကာလလုံမြောက်ခဲ့ပြီ CDN ဆိုတဲ့စကားဟောက်ကျွန်တော်တို့ဒီကာလမှာမတုံးတော့ဘူး CDN ဝင်မာလို့လည်းမပြောတော့ဘူးဘာဖြစ်လို့လဲ CDN ကာလမဟုတ်တော့ဘူး CDN ဝင်မာလို့ပြောခဲ့တဲ့ကာလမှာဘာကြောင့်ပြောခဲ့ကြလဲတော်လှန်ခြင်းတည်းမှာ CDN ဝင်တာဒီတွေးထက်တန်ယုံမှုမရှိဆုံးအငြင်းချမ်းဆုံးနီးနဲ့တော်လှန်တာ နော်အဲ့တော့စီဒီယံဝင်ခဲ့တဲ့လူတွေစီဒီယံဝင်ဖို့တိုက်တွန်းတဲ့လူတွေကိုတိုက်ခိုက်နေတာတွေတွေ့ပါတယ်အဲ့ဒါဆိုကျွန်တော်မေးချင်တာကစီဒီယံမဝင်ကြနဲ့ဓာဆွဲပြီးခုတ်ကြတနတ်ဆွဲပြီးပြစ်ကြလို့ပြောရမှာလားဟုတ်တယ်အဲ့ချိန်မှာတနိုင်ငံလုံးလူပင်လည်းဖြစ်နေပြီလူအုပ်ကြီးကအဲ့ချိန်မှာဘာမဆိုလို့ဖို့အစင်နေပဲဒီလိုထင်ရှားကြွားကြံပြည့်တဲ့လူတွေဘာလို့လို့ပြောလိုက်ရင်လှုပ်ဖို့အစင်နေပဲအဲ့လိုအစင်နေဖြစ်နေတဲ့လူအုပ်ကိုစီဒီယံလှုပ်လို့မပြောဘဲနဲ့ဓာဆွဲပြီးခုတ်ကြကွာတနတ်ဆွဲပြီးပြစ်ကြကွာဘုံဆွဲပြီးခွဲကြကွာလို့လှုပ်ရဘူးလား နော်အဲ့ဒီတော်စိုးဦးဝက်လီတို့အမြဲပြောတယ်အာအိနာကျော်စင်တို့ပြည်တည်ဦးတို့ကစီဂျီအန်လောက်ကိုပြောခဲ့တယ်ဆိုဟာလူအုပ်ကြီးရဲ့လမ်းလမ်းကောင်ရောက်နေပြီဒီလူအုပ်ကြီးကိုစီဂျီအန်လောက်လို့မပြောဘဲနဲ့အကျန်းဖက်လို့ပြောရမှာလားကစင်းစားကြည့်နော်အဲ့တော့စီဂျီအန်လောက်တယ်ဆိုတာစီဂျီအန်ကာလမှာညီညီညာညာလောက်ခဲ့မယ်အားလုံးကတပြေးတည်းကြီးဆန္ဒစိတ်နဲ့အလုံးမစင်းကြဘူးဒီစစ်ကောင်စီရဲ့အုပ်ချုပ်မှုရန်နေအောင်မနေကြဘူးဆိုဒီအုပ်ချုပ်ရေးရန်နေပြိုလဲမယ်နော်ချင်းချင်းလေး အခုအဲ့ဒီကာလမှာလူမညီခဲ့ဘူးလှုပ်တဲ့လူလှုပ်ခဲ့တယ်မလှုပ်ခဲ့သူမလှုပ်ခဲ့တဲ့အတွက်လိုအပ်တဲ့တက်ကက်ကိုမရခဲ့တဲ့အတွက်အာနာရှင်ကမပြိုလဲခဲ့ဘူးအာနာရှင်မပြိုလဲခဲ့တဲ့အကျိုးဆက်ကဘာဖြစ်လာလဲတိုင်းပြည်ကိုအခုတွေးချောင်းစည်းကိုလက်နက်နဲ့တော်လှန်လာခဲ့ရတယ်စီရီယန်ကာလမှာဒါစီရီယန်ကိုတညီတညာနဲ့လှုပ်ခဲ့ရင်အခုတို့လက်နက်ကင်တိုက်ပွဲတွေဟိတ်တိုင်းကြီးမှာထပ်ပေါ်လာစေအကြောင်းမရှိဘူးအဲ့တော့နမ်စီရီယန်ရဲ့အရေးပါမှုပတ်သက်မှုကိုဒါလို့ဆိုသဘောပေါက်မှထင်ပါတယ် တော့ဒီကံလဟာစီဒီယံကံလမဟုတ်တော့ဘူးစီဒီယံလောက်ကိုလည်းဘယ်သူမှမပြောဘူးเนาะလက်ရှိကျွန်တော်တို့တနေ့တနေ့ဆက်သွက်လာတဲ့အဲဒီမှာထွက်ပြေးမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတယ်အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်ရှင်းရှင်းလေးပဲလက်နက်ပါလားလက်နက်မပါရင်မကူညီပေးဘူးမခေါ်ဘူးရှင်းရှင်းလေးလက်နက်ရှိလားရအောင်ယူတာကလက်နက်မင်းတို့အကျဉ်လုံခြုံဆုံးနေရာရအောင်လုပ်ပေးမယ်အဲ့တော့ဒီလောက်ဆိုရင်ဒီဥပဒေရဲ့တဘောတယောက်တက်ရောက်ပြီးထင်တယ် ဒါပေမဲ့လို့အလုံးပြောသူတို့ပေါ့ဒီကောင်တွေကတော့ပေါက်ပန်း40ပြောအမှရမယ်ဘဝသူတို့ရှုံးနေတာကိုသူတို့တိတဲ့အတွက်အသေးမဲဖြစ်နေတာနော်အဲ့တော့အနာဂတ်ဆိုတာ RND နာမည်မတုံးနဲ့လူတို့ဥဆောင်တဲ့ဒူနဲ့လူတို့အဖွဲ့စည်းဆိုတာရှိနေလိမ့်မယ်အဲ့ဒါဟာ RND ရဲ့သဘောတရားပဲဆိုတော့ RND ဆိုတဲ့အမည်နာမတစ်ခုပဲဒီအမည်နာမကိုမတုံးလဲနောက်ထပ်အမည်နာမနဲ့အဲ့ဒါလို့အင်အားစုဆိုတာရှိနေလိမ့်မယ် ဒါနိုင်ငံရေးတိုက်ပွဲတဘောတရားပဲနော်အဲ့တော့မင်းတို့တွေကအဲ့တိုင်းပြည်မှာရှိတဲ့ပြည်သူအားလုံးလက်ခံလာအောင်ငါတို့ဘလို့လောက်ကမလဲဆိုတဲ့အပြုတ်တဘောဆောင်တဲ့အတွေးကိုမတွေးပဲနဲ့ငါတို့ကအုတ်ထုတ်တူလူတန်းစားငါတို့ပြောလာတာခံရမယ်ငါတို့ခိုင်းတာလာလောက်ကမယ်ဆိုတဲ့တလိပ်ဆန်ဝါဒကိုတွေးနေသေး၍မင်းတို့အနာဂတ်ဘယ်တော့မှမတရားဘူးကြည်နေလိုက်နော်တဲ့ပြောရဲတယ်ကြော်စိုးဦးမင်းရဲ့အနာဂတ်တင်နေနောက်ဆုံးဟာตายရမယ်ဆိုကြိုက်တယ်လို့ပြောလိုက်နော် အေးအခုတိုင်းဆက်သွားမယ်ဆိုရင်ပေါ့ကွာဟုတ်တော့မလား